ဒီနေ့ကြောက်ရောက်တဲ့မိမိတို့ရဲ့ခေါင်းဆောင်နိုင်ငံတော်ရဲ့အတိုင်မင်္ဂပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မင်္ဂလာရှိတဲ့မွေးနေ့အခမ်းအနားကိုတက်ရောက်နေကြတယ်နိုင်ငံတော်ယာယီသမရကြီးနဲ့တကွာအစိုးရအဖွဲ့ဝင်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှခေါင်းဆောင်များနဲ့ပါတီဝင်များလွှတ်တော်ကိုယ်စားလှယ်ကြီးများအဖွဲ့အစည်းအသီးအသီးမှတက်ရောက်နေကြတဲ့ခေါင်းဆောင်များ ကိုယ်စလဲများ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ ਨੇ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြီးစုနေကြတဲ့ပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးတော့ဘေးအမျိုးမျိုးမှကင်းလို့ကြပါစေလို့ဆန္ဒပြုရင်နှုတ်ခွန်းဆက်တာပါလေအကြံဖက်စီအုပ်စုက မတရားဖန်ဆီးထားရတဲ့ထားခံထားရတဲ့ဒီကနေ့ရဲ့မွေးနေ့ရှင်မိမိတို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖန်ဆီးခံထားရသူတွေအတွက်ကြမ်းမာပြီးမတရားဖန်ဆီးချုပ်နှောင်ခံရမှုကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဥစွာပထမဆန္ဒပြုဆုတောင်းပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့မိမိတို့ခေါင်းဆောင်ရဲ့မွေးနေ့အခါသမယတိုင်းမှာအလေးထားဆောင်ရွက်ခဲ့ကြသလိုဒီနှစ်အသက်80ပြည့်မွေးနေ့မှာလည်းပဲမွေးနေ့အထိမ်းအမှတ်အနေနဲ့ မတရားဖန်ဆီးခံထားကြရတဲ့နိုင်ငံရေးအကျဉ်းသားများကိုထောက်ပံ့မှုနဲ့အတူကျင်းပတဲ့ဒီနေ့လိုအခမ်းအနားမှာပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီရဲ့ကိုစားအမှတ်တရစကားပြောခွင့်ရတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိတယ်လို့မွေးနေ့ရှင်လူထုခေါင်းဆောင်မပါဝင်ပဲကျင်းပနေရစေဖြစ်တဲ့အတွက်လည်းပဲများစွာစိတ်နှလုံးထိခိုက်ရပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟာသူမတူတဲ့ကြန့်ခိုင်မှုနဲ့ အေးစေးတည်ငြိမ်စွာပဲဖြတ်ကျော်နေမယ်ဆိုတာကိုတော့အကျွင်းမဲ့ယုံကြည်ပါလေကျွန်တော်တို့လူလူကောင်းဆောင်ဟာလူမပီတာတဲ့စေအာနာရှင်အဆက်ဆက်ကို ကြောက်ဒူးတုံစီတဲ့ထူးကဲတဲ့အမျိုးသမီးကြီးလေးဖြစ်ပါလေတိုင်းပြည်နဲ့ပြည်သူပေါ်မိဘတပ်ဖွဲ့စေတနာကြီးကြီးမေတ္တာကြီးကြီး အမျိုးရှင်ကြီးကြီးနဲ့ကာလရှိကြိုးပမ်းနေခဲ့လို့လေပြည်သူများက အမေဆိုပြီး မြတ်နိုးတံပိုးထားခံရတဲ့ဂုံကြီးပိုင်ရှင်လည်းဖြစ်ပါလေဒီကနေ့နိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ပွဲ အခမ်းအနားမှာစစ်အာဏာရှင်စနစ်ကြဆုံရေးဂန္ဓာအတီးအီးမှာဝန်ထမ်းနေကြတဲ့အမျိုးသမီးတွေကိုလည်းလေးစားစွာချီးကျူးဂုဏ်ပြုကြောင်းပြောပါရစေမြန်မာနိုင်ငံကြီးမှာလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကစလို့ မြမအမျိုးသမီးများစွာရဲ့အခန်းကဏ္ဍဟာလည်းပဲလေးစားတတ်တဲ့တန်ဖိုးထားတတ်တဲ့အရာဖြစ်တယ်လို့အရေးပါတဲ့အခန်းကဏ္ဍလည်းဖြစ်ပါတယ်။တိုင်းပြည်နဲ့လူမျိုးတိုးတက်ကောင်းစားရေးတွေကျွန်တော်တို့ရဲ့လူမှုကောင်းဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးဆပ်မှုများဟာအဆုံးမရှိတယ်လို့တန်ဖိုးလည်းမဖြတ်နိုင်ပါဘူး။လူမှုကောင်းဆောင်ကိုယ်တိုင်ကတော့ပေးဆပ်မှုလို့ တုံးနှုံးတာကို မကြိုက်တယ်လို့တုံးလဲမတုံးခဲ့ပါဘူးအဲ့ဒီအစားရွေးချယ်မှုလို့ပဲအမြဲတုံးပါတယ်တိုင်းပြည်နဲ့ပြည်သူအတွက်မိမိတို့ရဲ့ခေါင်းဆောင်ကခက်ခဲကြမ်းတမ်းတဲ့လမ်းကိုကြည်ကြည်နက်နက်နဲ့ရွေးခဲ့တဲ့ခေါင်းဆောင် ဖြစ်ပါတယ်2021ခုနှစ်အကြမ်းဖက်စစ်တပ်ရဲ့ဥပဒေမဲ့အာဏာသိမ်းမှုနောက်မှာမြန်မာပြည်သူများဟာလည်းပဲတိုင်းပြည်ရဲ့အနာဂတ်အတွက်ခက်ခဲတဲ့လမ်းကိုရွေးချယ်လျှောက်လှမ်း ခဲ့ကြရဖြစ်ပါတယ်ဒီကနေ့အထိလူမဆန်တဲ့စေအနာရှင်တွေရဲ့အကြမ်းဖက်မှုတွေတပ်ဖြတ်နေမှုတွေကိုကြံ့ညံ့ခိုင်ရင်ဆိုင်ရင်ရီမှန်းကြီးရဲ့ပန်းနိုင်စီကိုဆက်လက်လျှောက်လန်းနေကြစေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကအလုံးမပါပဲမြို့လင့်ကျက်ဆိုတာထားလို့မရဘူးဆိုပြီးခဏခဏတတိပေးပြောကြလိရှိပါတယ်ကျွန်တော်တို့နိုင်ငံမှာ ဆီယနာရှင်နေအဆုံးတက်ပြီးတော့ငြင်းချမ်းတဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မှုကျွန်တော်တို့တွေအလုတ်တွေတိုးလုံနိုင်မှုလိုပါသေးတယ်အတူတူစည်းစည်းလုံးလုံးနဲ့ဘုံကြီးမှန်းချက်စီရှောက်လန်းခြင်းကသာကျွန်တော်တို့ပြည်သူတွေခံစားနေရတဲ့ဒုက္ခကိုအမြန်ဆုံးငြိမ့်တက်ပေးနိုင်မှာဖြစ်ပါတယ်အဖက်ဖက်မှာပျက်စီးယိုယွင်းနေတဲ့တိုင်းပြည်ကိုအမြန်ဆုံးပြန်လဲကယ်တင်နိုင်မှာ ဖြစ်ပါတယ်ဒီကနေ့အထိ လူကြီးလူငယ်အလှပေါင်းဆိုအင်အားအသီးသီးကနေပြဿနာအရရက်ကို အရရက်ရဲ့အဓိကတရားခံဖြစ်တဲ့စစ်အာဏာရှင်တွေ ဖြုတ်ချနိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်တယ်လို့အနာဂတ်နိုင်ငံတော်တစ်ကိုဘယ်လိုတိဆောက်သွားကြမလဲဆိုတဲ့အပေါ်ကိုလည်းပဲစုပေါင်းအပြေရှားနေကြခြင်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာကျွန်တော်တို့အချင်းချင်းဟာဆက်ပြီးကြိုးချင်းကတ်ထားကြရဖို့လိုသလိုအချင်းချင်းရင်ဘတ်တွေနီးအောင်လဲကြိုးပမ်းသွားကြဖို့လိုပါသေးတယ်။ အခဲခဲနဲ့ကြုံခဲ့သည့်တိုင်အောင်ဆက်လျှောက်လှမ်းကြရင်းနဲ့ကျွန်တော်တို့ပန်းတိုင်စီရောက်အောင်လျှောက်လှမ်းနိုင်မေဆိုတာယုံကြည်ပါတယ်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကိုအချင်းချင်းအင်အားစုအချင်းချင်းတန်ဖိုးထားခြင်းနဲ့ရှစ်ဆက်ချီတဲကြပါစုလို့ပြောရင်လေနီကိုချုပ်လိုပါတယ်မွေးနေ့ရှင် လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တမရာကြီးဦးအမြင့်နဲ့တကွာမတရား ဖန်စည်းခံနိုင်ငံရေးကြီးသားများအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေတော်လှန်ပြည်သူအပေါင်းနဲ့အင်အားစုအသီးသီးကခေါင်းဆောင်များ ပါဝင်သူများဘေးကင်းလုံခြုံကြပါစေကိုယ်စိတ်နှလုံးကျန်းမာကြပါစေမွေးနေ့ရှင်လူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ချစ်တဲ့မိသားစုပြည်သူများနဲ့အမြန်ဆုံးဆုံစည်းပြီးပြည်တော်စုအကျိုးဆက်လက်တည်ဖို့ဆောင်ရွက်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာ ပို့တာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အရေးတော်ဘုံမုတ်ချအောင်ရမယ်